င်္ဂလာပါသားတို့သမီးတို့ရေပုံမြင်ထားမယ့်အချိန်ကိုရောက်လာပါပြီဒီနေ့တတိပြောမယ့်ပုံမြင်လေးကတော့ကောင်းတဲ့နတ်နဲ့ဆိုးတဲ့နတ်တူတူရဲ့ကိုယ်ထဲမှာနှစ်သားလေးနှစ်ယောက်ရှိရဲ့တဲ့တယောက်ကတော့ကောင်းတဲ့နတ်သားလေးနဲ့တယောက်ကတော့တော်တော်ကိုဆိုးတဲ့နတ်သားဆိုးပေါ့နတ်သားအကောင်းလေးကတူတူကိုလေကောင်းတာတွေလုပ်ဖို့အမြဲတမ်းတတိပေးပြီးပြောနေပေမယ့်ဆိုးတဲ့နတ်သားလေးကတူတူကိုမကောင်းတာတွေပဲအမြဲတမ်းလုပ်စေချင်နေတာ တူတူကိုမေမေကတခုခုကူညီပေးဖို့ပြောရင်လေဆိုးတဲ့နှစ်သားလေးကတူတူကိုပြင်စရာကြီးမလုံနဲ့ဘာတခုမှမကူညီနဲ့အဲ့လိုမျိုးပြောတယ်တဲ့ဟောဖဖွားကတူတူကိုမိမိเจ้าမဆရာမစကားနားထောင်တော့စာကောင်းကောင်းလိုက်လို့ဆိုလို့ရှိရင်လေဆိုးတဲ့နှစ်သားကကျောင်းရောက်တာနဲ့တူတူကိုဆရာမစကားနားမထောင်နဲ့စာရင်းလည်းမရေးနဲ့လို့အဲ့လိုမျိုးတွေပြောပြန်ရောပြီးတော့သူကတူတူကိုလည်းပြောသေးတယ်မမနဲ့ညီမလေးကိုအနိုင်ကျင့် မမနဲ့ညီမလေးကိုမုံနေလဲမကျွေးနဲ့အနိုင်ချက်အဲ့လိုမျိုးခိုင်းနေတဲ့တူတူကိုကောင်းတဲ့နှစ်သားလေးရလေလိန်မအောင်တတိပေးနေတယ်သူကကြားနေရတယ်ဖြက်ဖြက်ပြီးတော့နားမထောင်ဖို့အဆိုးတွေလှုပ်ဖို့ပဲတစ်ချိန်လုံးပြောနေတာတဲ့ဒီလူနဲ့တူတူကဆိုးရဲ့နှစ်သားလေးပြောတာတွေကိုလိုက်လှုပ်ရင်လိုက်လှုပ်ရင်နဲ့တပြေးပြေးနဲ့သူကဆိုးရဲ့ကလေးလေးဖြစ်လာတယ်တဲ့သူများတွေအကုန်လုံးကတူတူကိုအရှမ်းဆိုးတဲ့ကလေးလေးလို့ပြောကြတယ် တူတူရဲ့မိမေကရောအိမ်ကလူတွေကရောတိတ်စိတ်ညစ်ပြီးတော့စိတ်ဆင်းရဲကြတာပေါ့တဲ့တူတူကလည်းကြောင်းမာရောအိမ်မာရောစိုးရဲလို့ပြောခံနေရတော့တူတူကမပျော်တော့ဘူးတဲ့ဒီလိုနဲ့တူတူကိုယ်ထဲမှာရှိရဲ့ကောင်းတဲ့နတ်သားလေးကစဉ်းစားနေရဒီစိုးရဲနတ်သားကိုတူတူကိုယ်ထဲကမောင်းထုတ်မှဖြစ်မယ်မဟုတ်ရင်တူတူရောစိုးရဲနတ်သားရဲ့တပည့်ဖြစ်သွားပြီးတော့လူဆိုးကြီးတယောက်ဖြစ်သွားမှာပဲလို့စဉ်းစားမိလိုက်တယ်တဲ့ အရာနဲ့စောင့်ကြည့်နေတဲ့ကောင်းတဲ့နတ်သားလေးကဆိုးတဲ့နတ်သားကိုဘယ်လိုတိုက်ထုတ်ရမလဲဆိုတာကိုအိမ်မှာမာတွေ့သွားလေဆိုတော့တူတူကဆိုးတဲ့နတ်သားလှုပ်ခိုင်းတာတစ်ခုတစ်ခုကိုလှုပ်တိုင်းမှာ ဆိုးတဲ့နတ်သားကနေအားတွေတက်တက်လာတာတဲ့သူကအားတွေပါဝါတွေအရန်အရန်ကိုတဖြည်းဖြည်းနဲ့တက်လာတော့ကောင်းတဲ့နတ်သားလေးကသူ့ကိုတိုက်လို့မရတော့ဘူးတဲ့ဒီတော့ကောင်းတဲ့နတ်သားလေးကလည်းစဉ်းစားတယ် ငါတယောက်တည်းဆိုရင်ဒီဆိုးတဲ့နှက်သားကိုတိုက်လို့နိုင်မှာမဟုတ်ဘူး။ तू ကပါဝါတွေတအားကောင်းနေပြီ။ဆိုတော့တူတူရဲ့အကူအညီကိုယူရဖြစ်မယ်လို့တွေးမိလိုက်တယ်။ပြီးတော့တူတူကိုတူတူလေးပြောလိုက်တယ်။တူတူရေမကောင်းတဲ့နှက်သားကိုငါတို့တူတူတိုက်ထုတ်ရအောင်ကွာလို့အဲ့လိုမျိုးပြောလိုက်တယ်။ပြီးတော့တူတူကိုသင်ပေးလိုက်တယ်။တူတူရေတားရဲ့တောင်းဝန်ကကောင်းတာတွေလုပ်ပေးဖို့ပဲ။တူတူကကောင်းတာတွေလုပ်တိုင်းလုပ်တိုင်းမှာ ကောင်းတဲ့နှစ်သားလေးမှလေပါဝါတုံးစီတုံးစီတက်လာမယ်လို့ပြောပြလိုက်တယ်တဲ့အားနဲ့တူတူပါလေလူတိုင်းအကုန်လုံးကဆိုးရဲဆိုးရဲလို့ပြောနေတော့လေသူကိုယ်တိုင်လည်းစိတ်ညစ်နေတဲ့အခါကျတော့တူတူကလည်းပြောတယ်ဟုတ်တယ်ဒီဆိုးရဲနှစ်သားကိုငါကိုယ်ရမောင်းထုံးမှဖြစ်မယ်လို့စဉ်းစားမိပြီးတော့တူတူကလည်းနောက်ဆိုရင်တတိယထားပြီးတော့မှ လူကြီးစကားကိုလည်းနားထောင်နေစာရီလေးလိုက်လုတ်တယ်ဒေါသထွက်တာတွေအုံငိုတာတွေလည်းမလုတ်တော့ဘူးမမနဲ့ ညီလေးကိုလည်းအနိုင်နေမချင်တော့ပဲနဲ့ကောင်းကောင်းမွန်မွန်ပဲဆက်ဆံနေတယ်။အဲ့လိုတူတူကကောင်းတာတွေတစ်ခုတစ်ခုလုပ်တိုင်းလုပ်တိုင်းမှာကောင်းတဲ့နှစ်သားရဲ့ပါဝါတွေကလည်းတက်တက်လာတယ်တဲ့။တဖြည်းဖြည်းနဲ့ကောင်းတဲ့နှစ်သားရဲ့ပါဝါဆိုးတဲ့နှစ်သားတဲ့အများကြီးများလာတဲ့အခါမှာကောင်းတဲ့နှစ်သားနောက်ဆုံးမှာတော့ဆိုးတဲ့နှစ်သားကိုတူတူကိုရနေမောင်းထုတ်လို့နိုင်သွားတယ်တဲ့။ကဲပုံပြလေးကတော့ဒါပါပဲเนาะ။အခုတတိယ လေးလေးတို့ကိုမိကွန်းလေးတွေမိမဲ့အချိန်ရောက်လာပြီပထမဆုံးမိကွန်းကိုဖြည့်ကြည့်အောင်နော်တသားတို့မိမိတို့ဆိုလို့ရှိရင်ကောင်းတဲ့နှစ်သားနဲ့ဆိုးတဲ့နှစ်သားမှာဘသူကိုအနိုင်ပေးချင်လဲอืมအဲ့ဒါဆိုရင်နောက်တစ်ခုဖြည့်ကြမယ်နော်ဆိုးတဲ့နှစ်သားလေးကဘာလို့အားကြီးကြီးလာတာလဲ သိတော်တဲ့ကလေးလေးတွေပဲနောက်ဆုံးမိကုံးလေးကိုလည်းစူးစမ်းပြီးဖြစ်မယ်နော်တတားတို့မိမိတို့ရဲ့တောင်းတဲ့နတ်သားလေးနိုင်အောင်တတားတို့မိမိတို့ကဘယ်လိုကူညီပေးကြမလဲတိတိကျကျလေးစဉ်းစားပြီးဖြစ်မယ်နော်อืมဟုတ်တာပေါ့တော်လိုက်တာကလေးလေးတွေကအခုတော့နှုတ်ဆက်ရမယ့်အချိန်ကိုရောက်လာပါပြီ แต่ตามิมิโรยตาตาบ้านัดเขาเปลี่ยนทวีจามเลเนาะ